လူတဘောလူမနော အပိုင်းနဲ့ထောင်လွှာစိတ်မှစာနာစိတ်တို့ပြောင်းလဲခြင်း The law of narcissism မာနာစိတ်တဘာဝနိယာမအတ္တမာနာတဖက်ဆောင်တဲ့အမြင်နဲ့မာနာထောင်လွှာသောစိတ်နေစိတ်ခံ် လူမှန်ရင်ပေါင်တင်ဆက်ဆံရေးအတွက်မွေးရပါအရေးချွတ်နေရှိပြီးသားပါအဲ့ဒီအရေးချွတ်တွေကိုတေချာလေးပြုစုပြောထောင်းလေ့ကျင့်ထားမယ်ဆိုရင် တဖက်လူရဲ့အထာ အကျင့်စိတ်နေစိတ်ခံသဘောထားဆရာဗီဇတွေကိုမြင်နိုင်စွမ်းရှိလာနိုင်တယ်အဲ့ဒီလိုမြင့်တိနိုင်စွမ်းအားကောင်းလာတာနဲ့အများတဖက်လူအပေါ်လူမှုဆက်ဆံပေါင်းတင်ရေးအရာလွမ်းမှုချုပ်ကန်နိုင်တဲ့အထိအောစာအရှိန်ဝါမြင့်တက်လာနိုင်တယ်။ လူမှုပေါင်းတင်ဆက်ဆံရေးအရေးချင်းတွေဆိုတာကမွေးရပါပါရမီတစ်ခုလို့ဆိုပေမဲ့တေးတိမ်တိမ်နှုတ်တဲ့အတိညာဉ်နဲ့ပေါက်ဆက်မိသွားရင်တော့အတုံးမကြတဲ့ဓာတ်တုံးလိုဖြစ်သွားတတ်တယ်။လူတိုင်းလိုလိုအတားစိတ်နဲ့မွေးဖွားလာကြတယ်။လူတိုင်းလိုလိုမှာတစ်ဖက်ဆောင်နဲ့အမြင်နဲ့မာလာထောင်လွားတဲ့စိတ်နေစိတ်ခံရှိကြတယ်။တချို့လူတွေဆိုရင် ပုံမှန်ထက်ပိုဆိုးပိုနက်တဲ့တကူကောင်းစိတ်ကိုချိုးရှုစိတ်တွေရှိတတ်ကြတယ်။ လူရယ်လို့ဖြစ်လာရတဲ့အတ္တိကအကြောင်းရင်းကကျင်နာတရားစာနာစိတ်နဲ့အတူ ကိုချင်းစာစိတ်မွေးမြူပြီးတည်ငြိမ်အေးချမ်းတဲ့လူမှုဘောင်အတွင်ငြိမ်ချမ်းစွာ ရှင်သန်နေကြဖို့ဖြစ်တဲ့တကူကောင်းဆန်စိတ်နဲ့မွေးဖွားကြတဲ့ဆိုတိုင်းတစ်ဖက်ဆောင်နဲ့မာနထောင်လွှားစိတ်နဲ့လူလူချင်းမကောင်းပြုစရာမလိုအပ်ပါဘူးအတ္တမနစိတ်ဟာဘဝကိုဖျက်ဆီးမဲ့မွေးရပါအစိတ်ဖြစ်တဲ့ဒီအစိတ်ကိုရှင်ထုတ်ပြီးကိုချင်းစာစိတ်နဲ့ရှင်တန်နေထိုင်ရေးဟာဘဝရဲ့ အတ္တိမပန်တိုင်လုပ်ငန်းစဉ်ဖြစ်တဲ့အတ္တမနာတဘာဝ အစင်မပြတ်တဲ့ယူဆိုင်မှုတွေကိုလိုချင်စိတ်နဲ့မှုဖွာလာခဲ့ကြတယ်။ပေါင်တဲ့ဆက်ဆံရေးတရိတ်ဆန်လည်းဖြစ်တာမို့အသက်ရှင်နေထိုင်ရေးနဲ့ပျော်ရွှင်သားရရေးအတွက်အချစ်ခံကယူဆိုင်ခံတွေ့တာမျက်နှာခံရဖို့မဖြစ်မနေလိုအပ်ကြတယ်။တယောက်နဲ့တယောက်တွေ့တာရာမျိုးကယူဆိုင်တာမျိုးမရှိလို့ကတော့ဘသူမှအသက်မရှင်နိုင်တော့ဘူး။အသက်ရှင်လျက်နဲ့ဘဝသေးသွားတယ်။အဲဒါကြောင့်အထီးကျန်ဘဝနဲ့ရှင်တန်ရတာကိုအန်ဒီရဲ့အရှိဆုံးသောရှင်တန်မှုအဖြစ်ပညာရှင်တွေကတတိပေးတာဖြစ်တဲ့ အထီးချံဘဝနဲ့အချိန်အကြာကြီးအသက်ရှင်ဖို့သူဆိုရင်ပေါင်းတင်ဆက်ဆက်ရေးနဲ့တွေ့တာမှုဆိုတာကလူသားအတွက်ဘလောက်အရေးကြီးတယ်လဲဆိုတာကိုအသိဆုံးမှာဒီနေရာမှာလူလူချင်းအပေးယူလုပ်ကြတဲ့ view side moon အတိုင်းတာနဲ့တဘာဝကိုနားလည်ဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့သစိမ့်နဲ့သစိမ့်အချင်းချင်းဆက်ဆံကြတဲ့ view side moon ကအခြေခံအကျဆုံးသော လူသားဆက်ဆံမှုဖြစ်တဲ့အယိုးရှင်ဆုံးသော တွေ့တာမှုတစ်မျိုးလည်းဖြစ်တယ်။မျက်လုံးချင်းစုံနာတို့ ။အရေးပြချင်းထိမိတာတို့အပြုံးတစ်ခုကိုနောက်အပြုံးတစ်ခုနဲ့တုံ့ပြန်တာတို့ဟာဂယူဆိုင်မှုအသေးစားလေးတွေပါ။အဲ့ဒီလောက်အသေးစားဂယူဆိုင်မှုလေးတွေကိုတော့လူတယောက်အနေနဲ့မရတာကြာသွားမယ်။မရှိတော့ပဲဖြစ်သွားမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအတိုင်းတာကနှဆိုင်တဲ့ပုံမှုဆိုဝါလာပြီးမဖြစ်တဲ့စိတ်ကြယောဂကက်ဆွဲရင်းကနေမိမိကိုယ်ကိုအဆုံးစီးရင်လို့တဲ့အပြည့်သက်ဏီကုံအတွေးတွေကို တွေးထင်လာပြီးတဲ့နောက်မလုတ်တဲ့အလုပ်ကိုလုတ်ဖြစ်သွားတဲ့အထိအန္တရာယ်များပါတယ် ပေါင်းတင်ဆက်ဆံကြတဲ့အထူးအကြောင်းရင်းကလည်းတဦးနဲ့တဦးကြားအပေးယူလို့ရမယ့်ဂယူဆိုင်မှုတွေအတွက်ပါကိုဘက်ကကိုရဲ့အရေးအချင်းအစွမ်းစဖြစ်တည်မှုကိုတည်တည်ခံမယ်အကြောင်းပြဆက်ဒီစုံတရားကိုပြပြီးတဖက်သားရဲ့အတိမတ်ပြုမှုဂယူဆိုင်မှုအသားပေးမှုကိုလိုချင်ကြတာကိုပေါင်းတင်ဆက်ဆံရေးလို့ခေါ်ပါတယ် ဘောင်ဒစ်ဆက်ဆံရေးတတဝါဖြစ်တဲ့လူတွေအတွက်ကိုပိုင်ဖြစ်မှုအပေါ်အတိမတ်ပြုခြင်းဆိုတာကအင်မတန်မှအရေးကြီးပါတယ်။လူမှန်ရင်ဒီလိုအတိမတ်ပြုခံရမှု၊ကူးစိုက်ခံရမှုအတွက်ညီမျိုးစုံသုံးပြီးမရရအောင်ကြိုးစားလုပ်ယူတကြပါတယ်။အထူးချန်တဲ့လူတယောက်ပဝင်ခြင်းရဲ့အတိမတ်ပြုမှုကိုမရတဲ့အဆုံးအလုံးရဲ့ကူးစိုက်မှုကိုနောက်ဆုံးအနေနဲ့ရသွားအောင်အဆုံးစီရင်ခြင်းကလူပိတအောင်သူနီတူဟန်နဲ့ကြိုးစားအားထုတ်လိုက်တယ်လို့ပါ။ ယူဆခံရမှုကိုမှုသိမ့်ကြရတယ်၊တွေ့တာမှုကိုလိုချင်ကြရတယ်၊မျက်နှာမှုကိုမျှော်လင့်ကြရတယ်။မိသားစုအတွင်ညီကိုမောင်နှမအချင်းချင်းတောင်မှမိဘတွေရဲ့ယူဆခံရမှုကိုဤအမျိုးမျိုးနဲ့လူယူကြရတယ်။ကျောင်းမှာဆိုရင်လေစာတင်ပေါ်စာတင်ဘက်အချင်းချင်းကျောင်းဆရာဆရာမတွေရဲ့အတိမတ်ပြုမှုဂယူဆိုင်မှုကိုအပြိုင်ဆိုင်လုပ်ယူကျင့်ယူကြရတယ်။ လုပ်ငန်းခွင်မှာလည်းလှုပ်ဖို့ခိုင်ဖက်တွေအကြားမှာအလို့ရှင်ဖြစ်စေအထက်လူကြီးဖြစ်စေကိုယ့်အပေါ်အတိမတ်ပြူရာမျိုးဂယူဆိုင်လာတာမျိုးရှိအောင်ကြိုးစားကြရတယ်။အတိမတ်ပြူခံရမှုတွေဂယူဆိုင်ခံရမှုတွေကတယောက်နဲ့တယောက်မတူညီကြပါ။အနည်းနဲ့အများအတိုင်းတာပမာဏကွဲပါတယ်။ဂယူဆိုင်လွန်းလာရှိသလိုပဲဂယူဆိုင်အောင်ဘလို့ပဲလုပ်နေပါစေသတိမထားခံရတာမျိုးကိုလည်းမဖြစ်မနေကြုံရတတ်တဲ့။ ကိုကျူစာမှုကအထူးထက်ရောက်လာအောင်ကောင်းနေပါစေကိုရဲ့အစွမ်းစာကိုအတိမတ်မပြူတာမျိုးပမာမခန့်လုံနေတာမျိုးအထင်မကြီးအမြင်သေးသိမ့်ခံရတာမျိုးတွေကို ကြုံငုံကြုံရအောင်ပါပါစွပြစ်ခံရတာတွေမလေးမစားလုခံရတာတွေတကယ်ကြုံလာရရင်အတိအမတ်ပြူလာအောင်ပိုပြီးကျူစာမလားဒါမှမဟုတ်ဂယူးဆိုင်ဆိုင်မဆိုင်ဆိုင်ဖြစ်ချင်ရဖြစ်နေလိုက်မလား အတိအမတ်ပြုမှုဂယူဆိုင်မှုကိုအချိန်ပြည့်ရနေမှာတော့မဟုတ်ပါဘူးဘလောက်ပဲစူးစမ်းနေပါစေတခါတလေမှမျက်ကွယ်ပြုခံရတာမျိုးကိုမလွဲမတွေ့ကြုံရအောင်ပါပါ လူတွေရဲ့ဂယူဆိုင်မှုရမှာဘဝဆိုတာအသေးပဲရှိမှာလားအတ္တ လူတွေရဲ့အတိမတ်ပြုမှုဂယူဆိုင်မှုတွေကဘဝအတွက်အင်မတန်အရေးကြီးပါတယ်။ဒါပေမဲ့လူတိုင်းရဲ့အတိမတ်ပြုမှုဂယူဆိုင်မှုကိုအချိန်ပြည့်ရနိုင်မှုဆိုတာက မဖြစ်နိုင်ပါဘူး။ဒါကြောင့်လဲချစ်သူရီးစာအိမ်နောင်ဖက်လက်သွဲဖော်စတဲ့ဖြင့်ယင်းဤတွေ့တော်မှုဆက်ဆက်ရေးတွေကိုတည်ဆောက်ကြတာပါ။ဒါဟာနှလုံးသားရေးရာ ဖြစ်သွားပါပြီ။ဒါပေမဲ့ဒီကိစ္စကလည်းဂယူဆိုင်ခံကျင်တဲ့အလို့ဆန္ဒကြောင့်တည်ဆောက်ရတဲ့အလို့ဖြစ်နေတယ်။ လုပ်ငန်းခွင်နယ်ပယ်ကဆလို့အသက်ရှင်နေထိုင်ရေးအတွက်နယ်ပယ်အတီးတီးမှဂယူဆိုင်မှုရဖို့ကအင်မတန်အရေးကြီးတော့ဘလို့လုံးမအတိမတ်ပြုခံရမလဲတိချတာက အချိန်ပြည့်ရဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့လူသားအနေနဲ့ဒီပြဿနာကိုဖြေရှင်းဖို့အကောင်ဆုံးသော ဖြစ်တည်မှုဆန်ကိုတမန်လိုက်တယ်။ကိုပိုင်ဖြစ်မှုရဲ့ဇာတိအတ္တဟာပြဿနာပေါင်း16000အတွက်အဖြေပါ ပြင်ပပဝင်းခြင်းကမပေးနိုင်တဲ့အတိမတ်ပြုမှုဂယူဆိုင်မှုတွေကိုကိုယ်တိုင်ပေးနိုင်ရယူနိုင်မှုအတွက်အတားကဆွမ်းဆောင်နိုင်ပါတယ်။အတိစိတ်အာယုံအတွေးအခေါ်အကြံစီကားစလို့လောကအပေါ်ကိုယ့်ရဲ့ရှုမြင်ပုံတန်မိုးထားပုံလက်ခံပုံတွေအစုံကိုယ်တိုင်ဖန်တီးလိုက်တဲ့အတ္တစိတ်ကြောင့်ကိုယ်ပိုင်ဖြစ်မှုကိုအခြေခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်အတိမတ်ပြုခွင့်ဂယူဆိုင်ခွင့်ရသွားပါတယ်။ဖေရာကိုမဆိုအတိုင်းသာရှိပါရယ်အဲ့ဒါနဲ့အတအနေနဲ့ဘလောက်ပဲကိုကိုကို မြင့်တင်ခွင့်ရှိနေပါစေကိုပိုင်ဖြစ်မှုဟာအခြားဖြစ်တည်မှုတွေနဲ့နှိုင်းရှင်ဖြစ်တည်ခွင့်မရှိပါပဲကိုတိုင်ရည်တည်နိုင်စွမ်းမရှိပါကွယ်ပြားချမ်းသာခြင်းရှိနေလို့ဒါကိုပိုင်ဖြစ်မှုဆိုတာရှိနိုင်တာဖြစ်ပါတယ်အတ္တလည်းထိုနည်း၎င်းမှာပဲအခြားဖြစ်တည်မှုတွေကိုစံထားပြီးကိုပိုင်စံနဲ့ကိုတိုင်လက်ခံနေလို့ဒါအတ္တအခြေခံအတ္တမပြုမှုဂယူဆိုင်မှုရှိနေနိုင်တာပါကိုပိုင်ဖြစ်မှုကိုတံပိုးထားတဲ့အတိုင်းတာပေါ်လိုက်ပြီးအတ္တရဲ့အစွဲကြီးပုံအားကောင်းပါတယ် အတားစိတ်အကားမှုပေါ်အခြေခံပြီးကိုရီကိုတွေးတူတတ်ပါတယ်။ဒါပေမဲ့ဘလောက်ဖဲကိုကိုကိုအတိမတ်ပြုနေပါစေ၊ဂယူဆိုင်မှုအတွေ့တွေမွေးနေပါစေ၊တဘာဝပတ်ဝန်းကျင်ကနေတက်ရောက်လာတာမဟုတ်တဲ့အတွက်အတားစိတ်အားနည်းလာတိုင်းစိတ်မလုံးချုံမှုတွေ၊တန်တရားတွေ၊ဝေခွဲမရမှုတွေဖြစ်လာတတ်ပါတယ်။ တဖက်ကအသက်စိတ်ကမာနကိုအခြေခံပြီးအသွေးများလာရင် ကိုသားလင်းအကောင်းဆုံးဆိုတဲ့ထောင်လွားစိတ်မျိုးဖြစ်လာပြီးနောက်တစ်ဖက်မှာကျတော့အသက်စိတ်ကိုတင်ငယ်စိတ်ကလွမ်းခြုံသွားတဲ့အတွက်စိတ်မလုံခြုံမှုဖြစ်လာပြီးကိုကိုကိုဆက်ဆုံးယဉ်ရှာတဲ့စိတ်မျိုးဖြစ်လာတတ်ပါတယ်။ကိုကိုကိုတန်မိုးထလွန်းခြင်းနဲ့အတူကိုကိုကိုအားမလိုအားမရဖြစ်သွားပြီးယုံကြည်မှုကင်းမဲ့သွားရခြင်းကမာနအပေါ်လွန်ကဲစွာမိခိုနေမိခြင်းကြောင့်ပါ။ စိတ်မလုံးချုံများသူတွေဟာအတ္တမနာအပေါ်အမိခိုလွန်တတ်ကြပြီးခံရသူစိတ်ခံစားချက်မျိုးနဲ့ကိုကိုကိုနာကျင်ရသူလိုမျိုး ခံယူတတ်ကြတယ်။အဲ့ဒီအခါမှာခံစားနေရသူကာယကံရှင်ဖြစ်တာကြောင့်ယူဆိုင်မှုကိုပိုလိုချင်တတ်ပြီးဖြစ်တည်မှုအပေါ်အတိမတ်ပြုစေချင်တတ်ကြပါတယ်။ပဝင်းချင်းမှာဒီလိုလူတွေရှိနေတတ်တယ်။ ူတို့ကိုသူတို့ဒုက္ခတဲ့လိုမျိုးခံရသူတားကောက်နေရမှာနေပြီးအလုံးရဲ့ကူဆိုင်မှုကိုရှာတတ်ကြတယ်ဆက်ဆက်ထိမကန်ဖြစ်နေတတ်ပြီးသူကလွဲရင်အလုံးကမားနေတယ်လို့မျိုးဆွဆွဲစိတ်ကြီးနေတတ်ကြတယ်ဒါတွေအလုံးကအတမနာအပေါ်မိခိုလွန်းလို့ဖြစ်ရတာပါအတာဆွဲတွေဟာများတော့အပြင်စိတ်တူစိတ်ဆက်လွယ်ကြပါတယ်။စကားပြောဆိုနေရင်လည်းသူများပြောတာကိုနားထောင်ရမယ်အစားသူတို့အကြောင်းလောက်ကိုပဲထပ်ခါတလဲလဲပြောချင်ကြပါတယ်။ မျက်လုံးပုံစံကောင်းအနေထားလေယူလေတဲ့အားလုံးကမူမမှန်မဲ့တကူကောင်းဆန်တဲ့အမှုရာတွေဖြစ်နေတကြပါဗျ။ပဝင်းချင်းအမြင်ကိုဂူးမဆိုင်တလို့မျိုးအမှုရာပြသလားတတိထားခန့်ချင်တဲ့ပုံစံပေါက်နေတတ်ပါဗျ။မာနာလူသားရဲ့အုံနာဟာပေါင်တင်းဆက်ဆံရေးအပေါ်တုံ့ပြန်မှုအတွက်အမြင်အသင့်ဖြစ်နေတတ်ပါဗျ။အသိဉာဏ်ရှိတတဝါတွေဖြစ်တဲ့အတွက်ပေါင်တင်းဆက်ဆံရေးမှဒီလိုအပ်တဲ့အချက်လက်တွေကိုစုဆောင်တတ်ပါဗျ။လူမှုဆက်ဆံရေးကနေတစဉ်အသိဉာဏ်ဖွံ့ဖြိုးအောင်လုပ်ရတဲ့အတွက်အစိုးကောင်း ဆက်ဆံရေးအလုံးကိုတပြေးညီလက်ခံပြီးလိုက်လျောညှိထွေဖြစ်နိုင်ဆုံးသောတုံ့ပြန်မှုတွေနဲ့ရှင်သန်စူးစမ်းနေရတာပါ မတူညီတဲ့ရှုထောင့်၊ကွဲပြားခြားနာတဲ့အမြင်ပေါင်းများစွာကို ကိုအတီကိုအမြင်ကိုအထင်နဲ့နိုင်ရှင်ပြီးအကောင်အဆိုးခွဲခြားနေရတာမျိုးမရေရာမှုများတဲ့အလုပ်လည်းဖြစ်ပါတယ်ကိုအတွက်တောင်မှမရေရာမှတော့ပဝင်းကျင်ရဲ့ယက်တီမှုဖြစ်တီမှုတွေလည်းမရေရာပါဘူး ဲထီလိုမတေချာပဲလီယူယာရိနေရတဲ့တဘာဝမှာခိုင်မာတဲ့ယက်တီမျိုးမျိုးကို မဖြစ်မနေတိစောက်ကြရပါတယ်။ပြောင်းလဲမှုပေါ်အရင်းရိုင်းမရှိတပြေးညီယက်တီနိုင်တဲ့စိတ်အာရုံခန်းစားချက်ကို မာနာလို့ခေါ်ပါတယ်။အတ္တကြောင့်လူပိတာခွင့်ရှိပြီးမာနာကြောင့်လူသားဆန်ခွင့်ရှိတာပါ။မာနာတာမရှိခဲ့ရင်လူလူချင်းရက်ဆက်ဖို့လက်တွန့်နေမှာမဟုတ်ပါဘူး။ မာနာဟာမတူညီတဲ့အမြင်တွေကိုတပြိုင်နက်တည်းသုံးသပ်ခွင့်ပေးနိုင်တဲ့စိတ်ခံစားချက်ဖြစ်ပါတယ်။မာနာကြောင့်သာလူလူချင်းကိုချင်းစာနိုင်တာဖြစ်ပါတယ်။မာနာကြောင့်သာလူလူချင်းတည်တတ်မှုရှိနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့အတ္တနဲ့မာနာတပြိုင်နက်တည်းဖြစ်သွားရင်တော့အတိညာပညာအစဉ်အတန်အလိုက်ပြောင်းလဲဖြစ်တည်နိုင်ပါတယ်။တကယ်လို့အတိစိတ်တဉျံဖြစ်နေခဲရင် စာနာစိတ်တိတ္တစိတ်နားလည်စိတ်မရှိတော့ဘဲအတ္တနောမတိ ကိုကျိုးရှိရှုတဲ့တကူကောင်းသမားတွေဖြစ်သွားနိုင်ပြီးအတိစိတ်တဲ့မြမအတူဖြစ်ခဲ့ရင်ထောင်လွှားစိတ်ယုံကြည်ချက်အကယ်လွန်စိတ်ကိုကိုကိုအချင်းကြီးစိတ်တွေအပေါ်ထင်ကြီးနိုင်မှာပါပန်းတင်ဆက်ဆက်ရေးမှာအတ္တမာနာကအင်မတန်မှ အခရာကြပါတယ်အတ္တမာနာကိုအခြေခံပြီးမကောင်းတဲ့စိတ်နေစိတ်ခံတွေ ဖြစ်ခွင့်မရနိုင်အောင်ကောင်းတဲ့စိတ်နေစိတ်ထားတွေနဲ့တွေ့ဖက်နိုင်မှုလိုပါတယ် ထတ်တူခန်းစားတတ်ပါစေ။ကုကျင်းစာစိတ်ဆိုတာက စိတ်နေစိတ်ထားတစ်ခုလောက်နဲ့မဟုတ်ပါဘူး။ပေါင်းတင်ဆက်ဆံရေးအပါအဝင် ရှင်တန်နေထိုင်ရေးအတွက်မဖြစ်မနေလိုအပ်မဲ့တော့ချက်လည်းဖြစ်ပါတယ်။ပောင်တွင်းဆက်ဆံရေးတစ်ခုမှာ အလွန်နိုင်ဆုံးသောအမားကတဖက်သားအပေါ်မတိနာမလဲသေးပဲမြင်ရကိုထင်တဲ့အတိုင်းကောက်ချက်ဆွဲတာပါကို့အမြင်ကို့အထင်ဟာကို့အတွက်ဟုတ်ကောင်းမှန်ကောင်းနိုင်ပါတယ်ဒါပေမဲ့မတိချပါဘူး အဲ့ဒါကြောင့်ကိုယ့်အထင်အမြင်ကိုအတိမတက်မှတ်ဖဲပဝင်ခြင်းအပေါ်အရင်ဆုံးခြုံငုံကြီးစစ်တပ်ဖို့ကြိုးစားပါကိုယ့်ပဝင်ခြင်းကရှိရှိသမျှလူတိုင်းဟာသူတို့အကြောင်းနဲ့သူတို့မျက်နှာဖုံးတွေနဲ့ကိုယ့်အနာကိုရောက်နေတတ်ပါတယ်အဲ့လိုဖုံးခွဲမှုတွေရှိနေတာကိုတိနေလျက်နဲ့မသိတလို့မျိုးနေတတ်အောင်နေနိုင်ခြင်းကလည်းရင်ကျက်ခြင်းတမျိုးပါ သူတို့နဲ့ကိုနဲ့အတူတူပဲလို့လုံးဝမတွေ့လိုက်ပါနဲ့ဘသူကမှမတူညီကြပါဘူးအားလုံးကကိုစီအရေးအတွေ့အရေးအချင်းအချောင်းရမျိုးစုံရှိပြီးသားပါကိုသားလင်ကိုပဲဖြစ်ပါတယ်ပွင့်လင်းမြင့်သားတဲ့စိတ်မျိုးနဲ့ပေါင်းတင်ဆက်ဆက်မှာဒါပေမဲ့အကြောင်းရင်းကိုအမြဲဖုံးကွယ်ထားပြီးမျက်နှာဖုံးတွေကိုခွာချနိုင်အောင်သူများနီးတူနေတတ်အောင်နေပါလူအများရဲ့အပြုအမူအနေအထိုင် အပြောအဆိုအသွာအလာအမှုအကျင့်တိုင်း ထတ်တူများဝေခန်းစားပြီးတပတ်သားရဲ့ယုံကြည်မှုကိုရယူပါဖန်တီးနိုင်စွမ်းရည်အပြည့်နဲ့ပေါင်းတင်ဆက်ဆံသူဖြစ်လာပါလိမ့်မယ်သူအလိုလိုဖြစ်ပါစေစာနာစိတ်ကိုချင်းစာစိတ်ဆိုတာကစိတ်ခန်းစားချက်တွေကိုကစားချင်တိုင်းကစားလို့ရနိုင်တဲ့ကိရိယာတွေလိုပါပဲအခြားသူရဲ့ခေါင်းနဲ့ဘာတွေတွေးနေတော့နေတယ်လဲဆိုတာကိုမှန်းဆလို့မဖြစ်နိုင်ပါဘူးဒါပေမဲ့တပတ်သားရဲ့ခန်းစားချက်စိတ်နေစိတ်ထားတွေကိုသူတို့ရဲ့အပြုအမူအနေအထားအမူအကျင့်တွေပေါ်ဂယုတဆိုင်လေးလာလိုက်ရင်တော့တည်နိုင်ပါတယ် သူများရဲ့ခံစားချက်ကိုကြည်ချင်ကြတာမဆမ်းပါဘူး။လူတိုင်းလူလူဆက်စုချင်ကြတာကြီးပါပဲ။ရုပ်ပိုင်းဆိုင်ရာအကန့်တက်ကြီးဆိုတာကဖျက်ရတန်းရခက်လောက်တယ်လို့ထင်ရပေမဲ့တကယ်တော့ immigrant လွယ်ကူနိုင်တဲ့ကလကားလေးပါ။လူမှန်ရင်ခံစားချက်တွေများနေတတ်ကြတာကြီးပါပဲ။လူအထာနဲ့ချင်းရင် လူခံစားချက်ကိုမြင်အောင်ကြည်တတ်ဖို့ပဲလိုတာပါ။ တဖက်သားကိုနားလဲဖို့စကားပြောဆိုပေါင်းတင်ဆက်ဆံပြီးမင်းနိုင်မြန်နိုင်မှာတည်နိုင်တာမဟုတ်ပါဘူးသူ့လိုလိုဖြစ်နေတဲ့ခန်းစားချက်အရှိန်ဟုံရေချိန်ခိုက်ပြီးမြင်အောင်ကြည့်တဲ့ယုံနဲ့သူတပားရဲ့စိတ်ကိုခမန်းလို့ရနိုင်ပါတယ်စကားပြောတဲ့လေတံအနေအမြင့်ကိုအမှုအရာစကလုံးရွေးချယ်ပြောဆိုပုံ လေယူလေတိန်မျက်နှာအနေထားအလုံးကသူ့စိတ်ကိုခမန်းလို့ရနိုင်တဲ့တဲလွန်စားတွေပါယုံကြည်မှုရှိသူလားစိတ်မလုံးချုံမဲဖြစ်နေလားခုခံပြောဆိုတတ်သူလားခေါင်းမတူမျိုးလား ပေါ်တီပေါ်စာရှူတူရှန်တန်ဖြစ်နေတဲ့သူမျိုးလားအချိန်ဆွဲပြီးအချိန်ယူတဲ့သူမျိုးလားအချင်းဆိုင်ဆာတဲ့ဖြင့်အားလုံးကထဲထဲဝင်ဝင်နှံ့ယူမှပါလာမယ့်အရာမဟုတ်ပါဘူးတူလိုလိုမြင်နိုင်တည်နိုင်တဲ့ကိစ္စပါ။ဒါကြောင့်တစ်ဖက်သားနဲ့ပေါင်းတင်ဆက်ဆံရင်ကိုယ့်ဘက်ကအရင်ဆုံးအကဲခတ်ထားဖို့လိုပါတယ်။တူလိုလိုဖွင့်ပေးနိုင်မယ့်တကားကိုအတင်းဆွဲဖွင့်မနေပဲပွင့်လာတာနဲ့ဝင်တက်ဖို့အသင့်ဖြစ်နေပါစေ။စုံစမ်းစစ်စစ်နိုင်ပါစေ။လူရိတ်လူချေနားလဲမှလူကြောင်းလူကြောင်းတည်နိုင်ပါတယ်။ အပောင်းအတင်လုံပုံခိုင်ဖက်ချစ်တူရီစာလက်တွဲဖော်အိနာဖက်စတဲ့ဖြင့်ဘဒူနဲ့မဆိုးပေါင်းတင်ဆက်ဆံရပြီဆိုရင် ကိုဘက်ကတည်တတ်မှုကိုအရင်ဆုံးပြတတ်ဖို့လိုပါတယ်အပြုအမူအနေအထိုင်အပြောဆိုတတိထားဆင်ကျင်ပြီးနေပါဒါမှသာတပတ်သားရဲ့စိတ်ထဲမှာကိုကကောင်းတဲ့သူအဖြစ်ရှုမြင်ခံရမှာဖြစ်ပါတယ်။ပေါင်းတင်ဆက်ဆံရေးမှာတပတ်သားရဲ့အမူအကျင့်ကိုဝေဖန်မှုထက်ကိုရဲ့အမူအကျင့်ကိုအရင်ဆုံးဆင်ကျင်ထပ်ဖို့ရည်ကြီးပါတယ်။ ကိုရဲ့အပြုမူနဲ့စံကျင်ဘက်ဖြစ်နေတဲ့တပတ်သားရဲ့စိတ်နေစိတ်ခံကိုနားလည်ဖို့အရင်ဆုံးစုံစမ်းတက်ရမယ်။ပေါင်းတင်ဆက်ဆံရေးမှာအရေးကြီးဆုံးကဆက်စုတက်ခြင်းပဲ။တိချင်စိတ်ကိုလက်တွေ့ကြကြအကောင့်ထဲပေါ်ခြင်းပဲဖြစ်တဲ့လူလူချင်းဆိုပေမဲ့အတွေ့ချင်းမတူပါဘူး။မတူတဲ့အချက်တွေဆက်စုပြီးအဲ့လိုဆက်စုပြီးရလာတဲ့အချက်လက်တွေကို အခြေခံပြီးတပတ်သားနဲ့ဆက်ဆံတဲ့အခါကိုယ့်ဘက်ကအသာစီယူတတ်ရပါမယ်။ရန်သူရဲ့အကြောင်းကိုသိအောင်လုပ်ရတာဟာ ချစ်သူရဲ့အကြောင်းကိုသိရတာထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ခက်ခဲမှုတွေကပြည်ပြည့်စုံမှုတွေရဲ့ရည်သားမြစ်တွေပါပဲ။လူအထာနတ်ဖို့ကိုမတက်နိုင်တဲ့သူတွေရဲ့အကြောင်းကိုသိအောင်ကြိုးစားလေ့လာပါ။စစ်စစ်ပါပြီးတော့မှလက်တွေ့ပေါင်းတင်ဆက်ဆံပါ။အိဗရာဟယ်လင်ကွန်ပြောခဲ့တဲ့စကားလိုပဲအဲ့လူကိုမကြိုက်ဘူးငါသူ့အကြောင်းကိုသိအောင်လုပ်မှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးမှုတက်ရမယ်။နားလဲစာနာတတ်ပါစေ။ လူအထာကိုဘလောက်ထိနားလည်ပြီလဲဆိုရင်တီအောင်အရင်ဆုံးဆန်းစစ်နေဖို့လိုတယ်။တဖက်သားရဲ့တုံ့ပြန်ပုံဆက်ဆံပုံ ပြောဆိုပုံတွေကိုမှတ်သားထားပြီးငါတူအကြောင်းတကယ်ကိုသိပြီလားနားလည်ပြီလားမေးခွန်းပြန်ထုတ်ပါ။မရေရာတလို့မတိချာတလို့ဖြစ်နေသေးတည်း၍တင်ယူလေးလာစရာတွေအများကြီးကျန်နေတာကိုမမေ့ဖို့လိုပါတယ်။တာယာနီနဲ့ထေရိုမေခွန်းနေထုတ်ပြီးကိုကိုကိုဆောင်းမွဲပြန်စစ်ပါ။ခမန်းပြီးဆန်းစစ်တာက လေနေတာလောက်တောင်အကျိုးမရှိတာကိုသိထားပါ။ တဖက်လူနဲ့ကိုယ့်ရဲ့အကြားဆက်ဆံရေးအတိုင်းဒါဘလောက်ထိကောင်းနေတယ်လဲကို့ဘော်တူရဲ့ယုံကြည်မှုအစင်တန်းဘလောက်ထိရှိနေမလဲပွင့်လင်းမြင်သာမှုအတိုင်းဒါကအစားတူအကြောင်းကိုဘက်ကတိထားမှုပမာဏအစုံမကြာခဏဆန်းစစ်ပါအဲ့ဒီလိုဆန်းစစ်နေခြင်းအပြင်ပေါင်းတင်ဆက်ဆံရေးအတွက်အင်မတန်အကျိုးရှိပါတယ်။လူတဘောလူမနောနားလည်မှုအတိတိုးတက်အောင်လုပ်နေတာဖြစ်တယ်လို့တဖက်သားအပေါ်ကိုအနေနဲ့ငကိုကထက်ပိုကောင်းတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ခွင့်အကောင်းလာမှာပါ။ လူသားဆန်နဲ့နားလည်မှုဖြစ်ပြီးလူပိသားတဲ့ဆာနာမှုလည်းဖြစ်ပါတယ်။လူသားအဆန်ဆုံးစိတ်ထားကတဘာတူရဲ့တည်တံ့မှုကိုခံရဖို့တောင်းတနေခြင်းပဲဖြစ်တဲ့ William James အတ္တမာနဆွဲသုံးမျိုးတစောက်ကံအတ္တကြီးမာနကြီးတိုင်းမကောင်းတာတော့မဟုတ်ပါဘူးအတ္တနဲ့မာနဆိုတာကလူသားပိသားစေနိုင်တဲ့အရေးတွေးတွေဖြစ်ပါတယ်။ခေါင်းမာခြင်းအစွဲကြီးခြင်းအယူကြီးခြင်းတွေကပေါင်းတင်ဆက်ဆံရေးမှာကတိကောက်ဖြစ်စရာအမှုကျင့်တွေဆိုပေမဲ့ တိမ့်ချော်တိမ့်မာဒါတွေမဖြစ်အောင်ထင်းကြီးပေးနိုင်တဲ့စိတ်ပိုင်းဆိုင်ရာအကျင့်ကောင်းတွေလည်းဖြစ်ပါတယ်လူရာထက်ပူရင်မကောင်းပါဘူးဒါပေမဲ့လူတလောက်ရှိအောင်မလုပ်နိုင်ရင်လည်းမဖြစ်ပြန်ပါမနာလိုစိတ်ဝင်းဒိုစိတ်အခဲမကြည့်စိတ်တွေကရင်ထဲတနှုံနှုံနဲ့စိတ်ဒုက္ခပေးတတ်ပါတယ်ဒါပေမဲ့မနာလိုစိတ်မဖြစ်ဘဲပြန်ဆိုင်လိုစိတ်မရှိနိုင်ပါဘူးဝင်းဒိုစိတ်မရှိဘဲလူချင်းစိတ်မဖြစ်နိုင်ပါအခဲမကြည့်စိတ်ကြောင့်သာမဖြစ်ဖြစ်အောင်လုပ်လို့စိတ်မျိုးမွေးနိုင်တာဖြစ်ပါတယ် တစောက်ကန်စိတ်နဲ့အတကြီးတူတွေက ပေါင်ရတင်ရခတ်ပါတယ်။အပေါအလံမတဲတာတွေများနေတော့လက်တွေ့ဘဝလုပ်ငန်းခွင်လောကမှာဒီလိုလူတွေရှိနေခဲ့ရင်ဘာပဲလုပ်လို့ခလုတ်ဆူညလိုမျိုးပိတ်ထားတယ်လို့မျိုးဖြစ်နေတတ်ပါတယ်။ပျော်ရခက်ခက်ဆူရခက်ခက်ညီမရနိုင်မရတိုင်းမရဖြစ်တတ်ပြီးအပြစ်မြင်စိတ်မကောင်းမြင်စိတ်အပြစ်တင်စိတ်အမားထောက်စိတ်ကြောင့်ရေရှည်ပေါင်းတင်မှုအတွက်အတွေးများစရာဖြစ်နိုင်ပါတယ်။ တစောက်ကန်သမားတွေဟာသူတို့ကိုသူတို့အဟုတ်ကြီးအမှန်ကြီးလူသက်ကြီးလိုမျိုးယုံကြည်မှုလွန်ကဲကောင်းလွန်ကဲနေတတ်ပါတယ်။လူသားသူကြားထဲမှာထင်ပေါ်အောင်နေတတ်ထိုင်တဲ့သူတွေဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။ကိုမအပါဘဒုကိုမအချစ်မနစ်တတ်သူတွေပါ။တစောက်ကန်အတဆွဲတွေကဘလောက်ပဲမုန်းချင်စရာမြင်ကက်ချင်စရာကောင်းနေပါစေ။တမန်လူတွေထွက်ပို့ပြီးစိတ်မလုံးချုံမှုများနေလို့ဒါဒုထက်တာစိတ်မာနာကြောင့်ခံစားချက်ပြင်းထန်နေကြခြင်းဖြစ်ပါတယ်။ အများရဲ့အတိမတ်ပြုမှုဂယူဆိုင်မှုကိုငယ်ကလေးကပြပြဝဝမရခဲ့လို့အသာဆွဲဖြစ်နေကြတာပါဒီလိုတွေနဲ့ဘောင်းတင်ဆက်ဆံရတော့မယ်ဆိုရင်တို့ရဲ့စိတ်မလုံခြုံမှုကိုနားလည်အောင်လုပ်ပါ အလိုချင်းဆုံးဖြစ်မဲ့အတိမတ်ပြုမှုဂရုစိုက်မှုကိုသူများထပ်ပိုပြီးပေးပါအမှုအကျင့်အလိုက်စိတ်ခန်းစားချက်တွေကိုထပ်တူနားလည်ပေးပြီးအဲ့ဒီစိတ်မလုံခြုံမှုကိုအသုံးချပါ တစောက်ကန်းတွေဟာသူတို့ကိုသူတို့ပြန်လည်နေတဲ့သူတွေဖြစ်တာကြောင့်မုံမွေချင်းချေမြင်တယ်လို့တစ်ဖက်သားရဲ့စိတ်မလုံခြုံမှုကိုသူများထက်အလင်းမြန်မြင်တတ်သူဖြစ်ပါတယ်။ဒါကြောင့်လူချားသူချားမှာသူတို့ဟာနားထောင်ကောင်းသူအဟောပြောကောင်းသူတည်တတ်သူပေးဆက်သူခွင့်လွတ်တတ်သူကြီးအဖြစ်မျက်နှာဖုံးဆွထားတတ်ကြပါတယ်။တစောက်ကန်းတွေဟာပေါင်တင်ဆက်ဆံရေးလိုဝက်ချက်ကနားထောင်ကောင်းပြီးနားလည်ပြခြင်းဖြစ်ပါတယ်။ သူတို့ရဲ့ပေါင်းတင်ဆက်ဆံရေးစွမ်းရည်ကိုတံပြန်ဆက်ဆံမှုတခုဒီတော်နီလန်းကသူတို့ရဲ့စိတ်မလုံးချုံမှုကိုတိအောင်မြင်အောင်လုပ်ခြင်းဖြစ်ပါတယ်။သူတို့ထပ်ပို့ပြီးအတိမတ်ပြုမှုဂယူဆိုင်မှုနားထောင်ပေးမှုပွင့်လင်းမြင့်တာမှုတွေလုပ်ပေးနိုင်ရင်သူတို့အားနည်းချက်ကိုချက်ကောင်းကင်တွဲနိုင်မှာပါ။သစောက်ကံအတဆွဲတွေက လူတွေရဲ့အားနည်းချက်ကိုမရရအောင်ရှာပြီးချက်ကောင်းကင်တက်တူတွေဖြစ်ပါတယ်။အဲဒါကြောင့်သူဒါနဲ့တူ ပြန်တက်တဲ့နီးနဲ့သစောက်ကံတွေကိုပေါင်းတင်ဆက်ဆံပါ။ ပုံကြီးချက်လူတိုင်းတကူကောင်းဆက်မာတယ်တကူကောင်းစိတ်ကလူပိသားဆုံးသောစိတ်နဲ့စိတ်ထားဖြစ်ပါတယ်တကူကောင်းဆက်မှုကိုလူတိုင်းယူမုံပေမဲ့လူတိုင်းပြုမှုလေးရှိတဲ့အမှုကျင့်ကလည်းတကူကောင်းဆန့်ခြင်းပဲဖြစ်ပါတယ်ငါအတွက်ငါဥစ္စာငါအပိုင်ငါအနိုင်ငါဆွဲခြင်းဟာတကူကောင်းဆန့်ခြင်းရဲ့အတ္တိမအဆွဲဖြစ်ပါတယ်လူတိုင်းလိုလိုပြုမှုလေးရှိတဲ့အပြုမှုဖြစ်တာကြောင့်လဲတော်ယုံတန်ယုံသတိမထားမိကြပါ အတမနာဆွဲရကြပြန်တော့တူတူငါငါလို့တကူကောင်းမဆက်မဲသူထန့်ငါတလို့စိတ်ကြည်တာကြောင့်သူများထက်ပိုတဲ့ကိုကျိုးရှိရှုမှုတွေများပါတယ်အတဆွဲမာနဆဲဖြစ်ရခြင်းရဲ့အကြောင်းကအတိမတ်ပြုခံရမှု၊ဂူဆိုင်မှုခံရမှုတွေအတွက်ဖြစ်တာကြောင့်အတမာနဆွဲအများစုဟာသူများထက်ပိုပြီးပုံကြီးချက်ကတကြပါဗျ။ဖြစ်တာကနည်းနည်းလှုပ်ပြတာကများများအလုံးရဲ့သတိထားမှုကိုမရရအောင်ဖန်တီးတတ်ပါဗျ။ တရုတ်ဆောင်ကောင်းသူတွေဖြစ်ပြီးအခြေအနေလိုက်ဒရမာမျိုးမျိုးခင်ကျင်းနိုင်သူတွေပါလူမှုကျင့်ဝတ်မှာဂယူမဆိုင်ဖဲလိုရာထက်ရဖို့ဘာမဆိုလုပ်ရဲသူတွေဖြစ်ပါတယ်အလုံးကိစ္စတစ်ခုအတွက်ငိုပြဖို့လဲဝင်မလေးတလို့ရေပြဖို့လဲမကြောက်ရွံ့သူတွေပါဟန်ဆောင်ကောင်းသူတွေဖြစ်တဲ့အတွက်လိုရာရဖို့ဘာမဆိုလုပ်ပြရဲသူတွေပါ ဒီလူတွေကလူမှုလောကမှာအပယ်ခံ၊စွန့်ပစ်ခံ၊အမုန်းခံတွေဆိုပေမဲ့သူတို့ရဲ့အမှုကျင့်နဲ့စာရိတ်တာကိုအတုံးချတတ်ရင်အကျိုးများစွာရယူနိုင်ပါတယ်။ပုံကြီးချက်အတဆွဲတွေနဲ့မဖြစ်မနေပေါင်းသစ်ဆန်ရမယ်ဆိုရင်သူတို့ကိုအနိုင်ယူနိုင်မဲ့နီလန်တစ်ခုပဲရှိပါတယ်။သူတို့ကိုကိုထက်တာတဲ့နေရာပေးပြီးအတိမတ်ပြုမှုအလေးထားမှုယူဆိုင်မှုရှိကြောင်းပြသလိုက်ပါ။သူတို့ရဲ့လန်ကျုပ်စတရမာတွေလည်းကို အပါမခံပါနဲ့။ ဘလောက်ပဲစီဖောက်ဆိုးရွားနေပါစေသူတို့အပြစ်ကိုကိုအပြစ်အဖြစ်အပြောင်းမခံပါနဲ့ပုံကြီးချက်အတဆွဲတွေက လူတွေရဲ့တနာစိတ်စာနာစိတ်ကိုအုံချတတ်သူတွေပါအင်မတန်မူရမာယာများတဲ့သူဖြစ်တဲ့အတွက်သူတို့ရဲ့လက်ကွက်အောင်မရအောင်စင်ကျင်နေထိုင်ပါသူတို့ရဲ့မာယာကို ကိုပရိရဲ့အဖြစ်ပြောင်းလဲအုံချပြီးကိုအပြစ်ကိုသူတို့အမှားဖြစ်အောင်လုပ်နိုင်ရပါမယ်ပုံကြီးချက်ကမာယာများတဲ့အတမာနာဆွဲကိုဘယ်တော့မှမယုံရဘူး လူသက်ကြီးခေါင်းဆောင်မှန်သည်။သူတို့အသိမြင်တွေကိုနားလိုက်အားလုံးရဲ့အတွေ့အမြင်ပေါ်လွှမ်းမိုးသွားအောင်လုပ်တတ်ပါတယ်။နောက်လိုက်မှရင်ခေါင်းဆောင်ရဲ့ရည်တည်ချက်ကိုမတွေ့မသိလိုက်နာလိုပြီးခေါင်းဆောင်ရဲ့အမှုအကျင့်အတွေ့အခေါ်အရေးတွေးကိုသူပါတတ်ပါရယ်အတီကျူးအသက်လွန်အတဆွဲမှန်ရင်သူတို့ကိုသူတို့ဘယ်တော့မှနောက်လိုက်အဖြစ်မခံပါဘူးအတမနာဆွဲမှန်ရင်နေရာကောင်းမမောပါရယ်အခွင့်လန်းဩစာအာနာအရှိန်အဝါကိုတခုမဟုတ်တခုမရရအောင်ကြိုးစားရယူတတ်ပါရယ် အမားကင်းအောင်လုပ်တတ်ပြီးအကောင်ဆုံးရလတ်ကိုမရမချင်းအတင်းကြိုးစားတတ်သူတွေပါလူတိလူတက်အချိုးမျိုးရှိပြီးအမတန်ကောင်းမတတ်သူတွေဖြစ်ပေမဲ့အလုပ်ကိုဒီဇိုင်းမမဲကြိုးစားတတ်သူတွေဖြစ်ပါတယ်ရီမတ်ချန်ပန်းနိုင်မရမချင်းလက်မြရှုံပေးလိုတဲ့စိတ်မျိုးလုံးဝမရှိပဲတလောကလုံးနဲ့တယောက်ပြိုင်တင့်ရင်တော့ရှင်ပြန်ရဲသူတွေပါလူတက်ကြီးစိတ်နဲ့အတဆွဲတွေကိုမဖြစ်မနေပေါင်းတင်ဆက်ဆံရမယ်ဆိုရင်သူတို့ရဲ့ယက်တီချက်ကိုဝေဖန်ပြီးသူတို့ရဲ့အမားကိုထောက်ပြနိုင်ရပါမယ်။ လူသက်ကြီးစိတ်နဲ့အသားဆွဲတွေဟာအမားကင်းနိုင်တမျှကင်းအောင်ကြိုးစားသူတွေပါအာယုံဆူဆိုင်မှုအားကောင်းပြီးအလုတ်အပေါ်တန်မိုးထားစိတ်ကြီးမားသူတွေဖြစ်ပါတယ်လူသက်ကြီးစိတ်နဲ့အတမနာဆွဲတွေရဲ့မာနာဟာသူတို့ရဲ့အလုတ်ရလက်အပေါ်အခြေပြုတည်ဆောက်ထားတာဖြစ်တဲ့အတွက်မာနာကိုလုံးဝအထီးမခံနိုင်သူတွေဖြစ်ပါတယ်ဒါကြောင့်သူတို့ရဲ့မာနနဲ့အလौရလက်ကိုချီကျူးကုန်ပြုပြီးအတိမတ်ပြုခြင်းဟာသူတို့ရဲ့ယုံကြည်မှုကိုရယူပါ နှစ်ဦးနှစ်ဖက်ယုံကြည်မှုလမ်းကြောင်းတစ်ခုတည်ဆောက်ထားနိုင်မယ်ဆိုရင် လူသက်ကြီးအသားဆွဲတွေကို လိုရာသုံးနိုင်ပါပြီ။တစ္ဆာကြီးတူဖြစ်တဲ့အတွက်တစ္ဆာဖောက်ခံရမှုကိုတိမတက်ကြောက်ရွံ့ကြပါရယ်။ယုံကြည်မှုကိုမာနာနဲ့အပေးယူလုပ်ပြီးရှင်တန်နေရသူဖြစ်တဲ့အတွက်တစ်ဖက်သားရဲ့ယုံကြည်မှုအလေးပေးမှုအတိမတ်ပြုမှုဂယူဆိုင်မှုတွေကိုအင်မတန်မမောသူတွေပါ ဝေဖန်ခံရမှုအပြစ်တင်ခံရမှု အပြစ်ထောက်ခံမှုတွေစတဲ့အလွဲမားတွေကိုပွင့်လင်းမြင်သာတဲ့စိတ်နဲ့လက်ခံနိုင်စွမ်းရှိသလားသူတို့ရဲ့မာနစိတ်ကြောင့်တဖက်သားရဲ့အထင်မြင်သေးခံရမှုကိုအင်မတန်ယုံကြောက်သူတွေပါလူမှန်ရင်အသာရှိပါတယ်မာနရှိပါတယ်ဒါပေမဲ့အတိစိတ်တဲ့အစင်တန်းအလိုက်ကိုချင်းစာစိတ်စင်နာတနာစိတ် ဖြောင်းမတ်တီဂျီစိတ်ကိုစီရှိပြီးသားပါ။ပေါင်တိဆက်ဆက်ရေးတရိစံဖြစ်တဲ့အတွက်တစ်ဖက်သားရဲ့စိတ်နေစိတ်ခံအမှုအကျင့်ဗီဇကိုတည်အောင်လုပ်ကြပါရစေ။ဒါပေမဲ့ပေါင်တင်ဆက်ဆံရေးကိုအုံချပြီးကိုချိုးဖြစ်ထွန်းအားအမျက်ထုတ်တတ်ကြပါရယ်။ဒါဟာလူပိသားစွာပြုမှုခြင်းပဲဖြစ်ပါရယ်။တစ်ဖက်သားရဲ့အပြုမှုကိုကြည့်ပြီးကိုအတွက်အချိုးဖြစ်ထွန်းစေနိုင်မဲ့အခွင့်အလမ်းရှာတတ်ခြင်းဟာလူအလုတ်ကိုလူပိသားစွာလုပ်နေခြင်းမှာစိတ်နေစိတ်ထားအကျင့်စာရိုက်တာ အပြုအမူမျိုးမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့တစ်ဖက်သားရဲ့ခန်းစားချက်ကိုမြင်အောင်ကြည့်တဲ့ရင်ထက်တူခန်းစားနိုင်ပြီးလူရာကိုဖန်တီးနိုင်ပါလိမ့်မယ်။နာကျင်သူတွေကိုဘလို့ခန်းစားရတယ်လဲလို့မေးမနေတော့ပါဘူး။သူ့ဝေဒနာကိုကြည့်ပြီး ကိုယ်တိုင်နာကျင်နေတတ်ပါပြီ။ What wisdom